never slow up, no I don't take shit I got no love for the famous If you wanna play tough and wanna hate this I'll show up I don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up and make a statement I don't ever slow up Kulu, AI ne pilot are show video lady go load Mingalawa. Pigismat Juru Yema Juzo are. ကျွန်တော်တို့ TikTok နဲ့ YouTube Short တွေမှာကျွန်တော်တို့သင်လို့ရတဲ့ဒီလို Short Video လေးတွေကိုကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီနေ့ခေတ်မှာကျွန်တော်တို့လူတိုင်းရဲ့ပတ်သက်ပြားမှာပေါ့နော် AI AI ဆိုပြီးတော့မှရေပန်းစားလာတာကိုလူတိုင်းသိကြမှာပါ။ TikTok နဲ့ YouTube Short မှာတွေ့တွေ့နေတဲ့ကျွန်တော်တို့ Video လေးတွေကိုပေါ့နော်ဒီလို Short Video လေးတွေကိုဘယ်လိုလုပ်ရမလဲဆိုတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီ channel လေးဆိုလို့ရှိရင်လည်းကျွန်တော်တို့က subscriber 900k ကျော်တယ်ပေါ့နော်။ဒါဆိုလို့ရှိရင်ဒါ AI နဲ့ပြုလုပ်ထားတဲ့ short video လေးတွေကိုသူကတင်တာဖြစ်ပါလေ။အဲကျွန်တော်တို့ဒီ TikTok မှာလည်းထုတ်နေတူတော့ပဲပေါ့နော်။ကျွန်တော်တို့ဒီ video လေးတွေလုပ်လို့မှတင်လို့ရတယ်ပေါ့နော်။ဒီလိုအဲ့လို video လေးတွေတင်ပြီးတော့ကျွန်တော်တို့က channel တစ်ခုကိုကျွန်တော်တို့ကရက်တည်လို့ရပါလေ။ကျွန်တော် monetization ရနေတဲ့ channel လေးတွေအများကြီးပေါ့နော်။ Okay ပါကျွန်တော်တို့အဲ့ဒီအကြောင်းလေးကိုဘယ်လိုလုပ်ရမလဲဆိုတာကိုဒီ video မှာပြပြပေးသွားမှာဖြစ်ပါတယ်။ ကဲမှာကျွန်တော်က ChatGPT Leonardo AI Google Translate နဲ့ကျွန်တော်တို့ Pixabay application တွေကိုအသုံးပြုသွားမှာဖြစ်ပါတယ်။ဒီကျွန်တော်က application တွေကို download ဆွဲပြီးတော့မှမသုံးဘဲနဲ့ကျွန်တော် website ကနေပြီးတော့မှတိုက်ရိုက်အသုံးပြုလည်းရပါတယ်။ဒီမှာတော့ကျွန်တော် application တွေ download ဆွဲပြီးတော့မှပြသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့ဗီဒီယိုလေးရတိုးပေမဲ့လိုအပ်တဲ့အစီအစဉ်များပါတယ်။အဲဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုလေးကိုသိက္ခာပဒနာနဲ့သိသိချာချာလေးလိုက်ပြီးတော့မှကြည့်ဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်။ okay ဒါဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုလေးကိုစလိုက်ကြအောင်အရင်ဆုံးကျွန်တော်တို့ ChatGPT ရဲ့ကိုဝင်လိုက်မယ် ChatGPT ရဲ့ကိုရောက်ပါရင်ကျွန်တော်တို့ကဒီကျွန်တော်တို့လိုချင်တဲ့ story ပေါ့နော် story လေးကိုဒီမှာရေးလိုက်မယ်မိတ်ဆွေကဒီ ChatGPT ကိုပဲဒီ story ကိုကိုကြီးတောင်းပြီးရေးခိုင်းလို့လည်းရပါတယ်ကျွန်တော်တို့ဒီမှာကိုယ့်အကူရေးလိုက်မယ် ဒီမှာဆိုလို့ရှိရင်ကက်မန်ကဒီဒေးတွေကိုသွားပြမှသူအသား၅ဒီပါးတွေသွားဟုတ်မယ်ပေါ့နော်ဝယ်ပြီးလို့ရှိရင်သူငွေချင်းဘွားကိုလမ်းခေါ်မယ်ပြီးရင်တောက်ကြစားကြမယ်ပေါ့အဲ့ဒီအကြောင်းကိုကျွန်တော်ဒီ chat GPT ကိုရေးပြီးတော့မှဒီ prompt ဟော prompt ရေးပေးဖို့နော်ကျွန်တော်ဒီမှာတောင်းဆိုလိုက်မယ်ဆက်ဆိုလို့ရှိရင်သူကဒီ prompt တွေကိုသူစပြီးတော့မှရေးပေးနေပါပြီကျွန်တော်ဒီမှာဆိုလို့ရှိရင်စင်း6စင်း9စင်းလောက်ရေးခိုင်းထားတဲ့အတွက်ဒီ9စင်းတိရေးပေးမှာဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒါရပြီပေါ့နော်ဆင်းရဲပြီရတော့ပြီပြီးရင်ကျွန်တော်တို့ကဒီစင်းဝန်းပေါ့နော်စင်းဝန်းကိုကျွန်တော်တို့က copy ယူလိုက်မယ် copy ယူပြီးလို့ရှိရင်ကျွန်တော်တို့ဒီ Leonardo AI နဲ့ကိုဝင်လိုက်ပေါ့နော်ပြီးရင်ကျွန်တော်တို့က Google account တစ်ခုခုနဲ့ချိတ်ဆက်ပေးလိုက်ပေါ့နော် Google ဆိုတာလေးကိုနှိပ်ပေးလိုက်နှိပ်ပြီးရင်ကျွန်တော်တို့ရဲ့ Google account တစ်ခုနဲ့ချိန်လိုက်မယ်โอเคဒါဆိုရင်ချိန်ပြီးသွားပြီပေါ့เนาะချိန်ပြီးရင်ဒီကောင်လေးတွေကိုရွေးပေးရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီ what you are interested ရဲ့နေရာမှာကျွန်တော် app ကိုရွေးလိုက်မယ်ပြီးရင်ဒီအောက်မှာလည်းအဲ့လိုပဲပေါ့เนาะတကူရွေးပေးလိုက်ပြီးရင်ဒီအောက်က box လေးနှစ်ခုကိုအမှန်ကြီးချိန်ပြီးတော့မှကျွန်တော်က test test ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ Okay ဒီနေရာရောက်သွားရင်ကျွန်တော်တို့ဒီ image generation ဆိုတာပေါ့နော် image gen ပေါ့နော်အဲ့ကောင်လေးကိုနှိပ်ပြလိုက်ပါဒီရင်ဒီမှာတော့ကျွန်တော်ခဏနေရဒီ ChatGPT မှာကျွန်တော်တို့ဒီဟို prompt တွေပေါ့နော်အဲ့ကောင်လေးကို copy ယူယူပြီးလို့ရှိရင်ဒီမှာ paste ချလိုက်မယ်။ပြီးရင် generate လုပ်လိုက်ပါ။ ဒါဆိုလို့ရှိရင်သူပုံလေးတွေစားထုတ်ပေးနေပေါ့နော်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တခုရှိတာကဒီကောင်က free လောက်ရတာဖြစ်တဲ့အတွက်ကျွန်တော်တို့ coin လေးတွေကဒီ Google account တစ်ခုအတွက်ဆိုလို့ရှိရင်150ပဲရတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီအဲတခု generate လုပ်မယ်ဆိုလို့ရှိရင် coin 20ကုန်လဲပေါ့နော်ဒါဆိုလို့ရှိရင်130ပဲကျွန်တော်ね Okay ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ပုံလေးတွေရပြီပေါ့နော် ကျန်နေတဲ့ပုံတစ်ခုခုကိုပြီးပြီးတော့မှ download ဆွဲလိုက်ပါကျွန်တော်ဒီမှာကျွန်တော်လည်းဒီမှာဆိုလို့ရှိရင်ကျွန်တော်ပုံတစ်ခုခုရွေးလိုက်မယ်ဒီပုံလေးကို download ဆွဲလိုက်မယ်ပေါ့နော်အကုန်လုံးဆွဲလဲရပါတယ်နော် Okay ပြီးရင်ကျွန်တော်တို့ကခဏနေရ Chat GPT ကိုတစ်ခါပြန်သွားမယ်ကျွန်တော်တို့ number 1ပေါ့เนาะ sin 2အတွက်ကျွန်တော်တို့ကဒီ prompt ကိုကျွန်တော်တို့က copy ယူမယ် တင်တူလေးကို copy ယူလိုက်မယ်ယူပြီးရင်ကျွန်တော်တို့ကခဏနေရနေရမှာပဲကျွန်တော်တို့ကဒီအရင်လုတ်ထားတဲ့ဟာလေးတွေကို clear လုပ်လိုက်ပြီးရင် paste ပြန်ချလိုက်ပါတော့ပြီးရင်ကျွန်တော်တို့က generate ကိုပြန်နေမယ်โอเคဒီမှာဆိုလို့ရှိရင်ပုံလေးထုတ်နေပါတော့ ့ရတဲ့အတိုင်းပဲပေါ့နော်ဒီမှာဆိုရင်ကျွန်တော် point 130ပဲရှိတော့တယ်ဆိုတော့ Mixer အနေနဲ့ကဒီ Gmail account တော့များများဖွင့်ထားဖို့လိုအပ်ပါတယ်ကျွန်တော် pro level အတွက်သုံးချင်တယ်ဆိုလို့ရှိရင်တော့ဝယ်သုံးပေါ့နော်အဲဆိုအဲဆိုရင်တော့ပို့အဆင်ပြေပါတယ်โอเคဒီကောင်လေးတော့ download ဆွဲလိုက်မယ်

ပြင်ကျွန်တော်တို့ကဒီထက်ကျန်နေတဲ့ပုံစုကိုရွေးလိုက်ပါတော့။ Word I move so descriptive like an adjective. I got a vendetta against people who patented it. Being negative, you know, down so I down so I live in maybe like that. I got facts over facts over tracks. This and that spitting slow, spitting fast. Okay, being canonical, you know, check the video. You know, I'm a single drag, you know, I'll be you, you know. တော့ပြီးပြီးရင် clear လုပ်လုပ်ပြီးရင်ကျွန်တော်ဒီမှာ leonardo ကပြန် paste ချပြီးတော့ generate ပြန်လုပ်ပေါ့နော်ဒီနည်းလမ်းလေးတိုင်းပဲကျွန်တော်တို့ကလုပ်ပြီးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ sync ခုနှစ်ခုတားလုံးပေါ့နော်ကျွန်တော်ဒီအဲမှာတော့ကျွန်တော်အကုန်လုံးကိုတော့မပြတော့ဘူးဘာဖြစ်လဲဆိုတော့ကျွန်တော် video ရှင်းသွားမှာဖြစ်တဲ့အတွက်ပါ okay ဒါဆိုရှင်ကျွန်တော်ဒီဆင်းလေးကိုကြော်လိုက်မယ်ကြော်ပြီးရင်ကျွန်တော်တို့နောက်တစ်ဆင်းကိုသွားရအောင်နောက်တစ်ဆင်းမှာတော့ကျွန်တော်တို့ကဒီ space bar ပေါ့နော်အဲ့ဒီ application လေးတွေကိုဝင်လိုက်မယ်ဝင်ပြီးသွားရင်ကျွန်တော်တို့ရဲ့ Google account တစ်ခုခုနဲ့ချိန်ဆက်ပေးလိုက်မယ်။ Okay ချိန်ပြီးပါပြီဗောနော်ချိန်ပြီးရင်ကျွန်တော်ဒီကလေးကောင်ကအပေါင်းလက္ခဏာလေးနေလိုက်ပါ။ပြီးရင်ကျွန်တော်တို့ဒီ Bebet အပေါ်တောင်းပါဗောနော်ကျွန်တော်တို့ဒီ m e to video ပေါ့နော်အဲဒီကောင်လေးကိုတစ်ချက်နိုင်လိုက်မယ်ဒီနေရာရောက်ရင်ကျွန်တော်တို့ကခဏနေရပါတော့ကျွန်တော်တို့ဒီကျွန်တော်တို့လုပ်ခဲ့တဲ့ကျွန်တော်တို့ဒီပုံလေးတွေရှိတယ်ကျွန်တော်တို့စီဝင်ကပုံလေးပေါ့နော်အဲဒီကောင်လေးကိုကျွန်တော်ပေးလိုက်မယ်ပြီးပြီးရင်ကျွန်တော်တို့ကဒီ Google Translate ကိုတွန်းလိုက်ပါတော့ တော့ဒီမှာဆိုလို့ရှိရင်ဒီခါလေးကျွန်တော်တို့အင်္ဂလိပ်စာကျွမ်းတယ်ဆိုလို့ရှိရင်ဒီခါလေးရေးပြပြလို့ရပါတယ်ဒီမှာတော့ကျွန်တော်ကဒီအင်္ဂလိပ်စာအားနည်းတဲ့သူတွေတော့ပါဒီမှာအဆင်ပြေဆုံးအောင်လို့ကျွန်တော်ဒီ Google Translate မှာပဲကျွန်တော်ပြပေးပါမယ် Okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကကြောင်ကဒီနေထဲမှာဈေးဝယ်တာလေးကိုကျွန်တော် Google Translate ကိုရေးခိုင်းလိုက်မယ်ရေးခိုင်းပြီး copy you ဒီမှာဒီမှာ paste ချပါတော့ ောက်ကဆောင်းလေးကိုပုံကင်မယ်ပြီးရင်ကျွန်တော်တို့ကဒီ phrase ဆိုအောင်နှိပ်လိုက်ပါတော့ဒီမှာဆိုရင်ဒါသူက generate လုပ်နေဖြစ်ပါတယ်ဒီပြီးတော့လို့ရင်သူကဒီအပေါ်မှာ notification လေးတက်လာမှာပေါ့နော်ဒါဆိုလို့ရင်ရသွားပြီအဲ notification လို့နှိပ်လိုက်အချင်းဒီ video လေးတွေရောက်သွားမှာပေါ့နော် okay ပြီးရင်ကျွန်တော်တို့ကဒီအပေါ်က download ဆိုတာလေးနှိပ်လိုက်ပါ ဒီ water mask ဆိုတာလေးကိုနှိပ်ပြလိုက်ပါဒီမှာတော့ကျွန်တော် water mask ကတော့ပါပါပဲပေါ့နော်ကျွန်တော်တို့ဒီ video editing application နဲ့ကြမှာကျွန်တော်တို့ကဒီ water mask လေးကိုကျွန်တော်တို့ရဲ့ဒီ channel နာမည်လေးနဲ့ပြန်ပုံပါပေါ့နော်โอเคဒါဆိုရင်ရပြီအဲ့ဒီလိုပဲကျွန်တော်တို့ဒီ scene 2ပုံလေးကိုတစ်ချက်ပြန်ပြီးတော့မှရွေးလိုက်မယ် တောင်းလေးဟင်းချင်နေတဲ့ပုံပေါ့နော်ပြီးရင်ကျွန်တော်တို့က Google Translate မှာသွားပြီးတော့မှသူကအသားတွေပါလေအဆက်မပြတ်လီပြီးတော့မှပုံစံနေဆိုတော့ရေးလိုက်ပေါ့နော် Reflection of the emptiness, hilarious. You think you're with my time, you're delirious, mysterious because you are behind the fake. ဒီရင်ဒီအောက်ကအင်္ဂလိပ်စာလေးကို copy you. ဒီရင်ဒီမှာ page ပြန်ချပါတော့။ဒီရင် generate လုပ်လိုက်။ OK ပြီးရင်ဒီအပေါ်မှာ notification လေးတက်လာပါပေါ့နော်။ Ừm ဒါဆိုလို့ရှိရင်ဒီ hit channel လေးရပြီပြီးရင်ကျွန်တော်ပေါ်က download ဆိုတာလေးနှိပ်ပေးလိုက်ပါ။ watermark လေးကိုပြန်နေ။ OK ဒါပြင်စီသွားပြီပေါ့နော်။ဒါလေးကိုနှိပ်ပေးလိုက်ပါဒါပေါ်လာရင်။ ြည့်ရင်ကျွန်တော်စင်ကရိယာပုံလဲအတိုင်းပဲပေါ့နော်ကျွန်တော်တို့ဒီ Google Translate ကိုကျွန်တော်တို့ကအင်္ဂလိပ်စာလေးတွေရဖို့ကျွန်တော်ကသွားပြီးတော့မှအဲသွားပြီးတော့အကူအညီတောင်းမယ်ပြီးရင်အဲ့ဒီအင်္ဂလိပ်စာလေးကို copy you ပြီးရင်ကျွန်တော်ဒီ page back မှာ page ပြန်ချစောင်းလေးကို on ပေးလိုက်ပေါ့နော် on ပြီးရင်ကျွန်တော်တို့က generate လုပ်လိုက် going off of my meds no i'm not giving up no i'm not giving in okay ဒါဆိုရင်ရရပါတော့ဟောကဆောင်းရမ်းထားကြတယ်ဖုန်းပြီးတော့ပြရတော့လည်းဖုန်းပြီးတော့လည်းပါ okay ပါ Okay, ဒါဆိုလို့ရှင်ကျွန်တော်တောင်းလို့တောင်းလို့ပြုတ်လို့ပြန်နေလိုက် watermark ကိုနေ Okay, ရရပါတော့ဒါဆိုလို့ရှင် simple simple မှာလည်းအတိုင်းပဲပေါ့နော်ကျွန်တော်အဲ့လိုမျိုးလေး Google Translate ကိုသွား တာတာရတာရ copy you ပြီးရင်ကျွန်တော်က facebook မှာ page ပြန်ချ generate လုပ်ဒီနီးလန်းလိုက်လိုက်မဲ့လုပ်သွားမှာပေါ့နော်လိုရတဲ့အဆင်တွေကတော့များတယ်ဒါပေမဲ့လိုရတဲ့နီလန်းကတော့အတူတူပဲပေါ့နော်ဒါလောက်ဆိုလို့ရှိရင်ဒီ EMEA နေဘလုံးမပရီကိုလုတ်တဲ့နေရာလေးကိုလည်းမိတ်ဆွေတို့အနေနဲ့နားလည်သွားပြီလို့ထင်ပါတယ်ဒီ sync ခုနှစ်ခုစလုံးစာအတွက်တော့ကျွန်တော်မပြတော့ပါဘူးနော် တို့နောက်ဆုံးအဆင့်ကိုသွားရအောင်ပါနောက်ဆုံးအဆင့်မှာတော့ကျွန်တော်တို့ video editing application ပေါ့နော်ကျွန်တော်တို့ဒီမှာ InShot ကိုသုံးပြီးသုံးမှာဖြစ်ပါတယ်မိစီတို့ကကြိုင်နေတဲ့ application ကိုသုံးလို့ရပါတယ်ကျွန်တော်တို့ဒီ InShot နဲ့ပြပေးသွားမယ် okay အရှော်လေးကိုရောက်သွားပြီဆိုတော့ရင်ကျွန်တော်တို့ကဒီ AD ပဲဘက်ကပေါ့နော်ဗီဒီယိုလေးကိုနှိပ်ပေးလိုက်

I got facts over facts over tracks is an aspect Okay the video လေးကိုကျွန်တော်ချက်ယူလိုက်မယ်ပြီးပြန်ဒီဟောပါဘောနော် next value ကိုနှိပ်ပေးလိုက်ပါ Okay ဒါဆိုလို့ရှိရင်ဒီ editing နဲ့ရောက်သွားပြီဗောနော်ပြီးရင်ဒီ background လေးကိုပြောင်းဖို့အတွက်ဗောနော်ဒီဒီညာဘက်ကလေးကိုနည်းနည်းဆွဲလိုက်မယ် ဆက်ပြီးတော့ဒီမြင်းကြောင်းလေးတွေနဲ့ဟာလေးပေါ့နော်အဲဒီကောင်လေးဒီ background color လေးကိုချက်နေလိုက်နေပြီးကျွန်တော်ဒီမှာတိုင်းနေတဲ့တဲ့ background လေးတခုကိုရေးပေးလိုက်ပေါ့နော်ဒီ in shot ဆိုတဲ့ဒီ watermark လေးကိုကြောက်ဖို့တက်ချစ်ကလေးကိုနေလိုက်နေပြီးဒီအောက်က free remote ဆိုတာလေးကိုနေပေးလိုက်ပါတော့။အတွေ့အကြုံပြောက်သွားပြီ။ဒါ and make a statement gonna learn the consequence of being incompetent mental health is confident ဒီဒီ ratio ရွေးတဲ့နေရာလေးပေါ့နော်ဒီ video site ရွေးတဲ့နေရာလေးပါအဲ့ကောင်လေးပေါ့နော်ဒီအလေးကိုတစ်ချက်နေလောက်မယ် DVD ကျွန်တော်တို့ YouTube တက်ဆိုလို့ရှင်60 is to 9ပေါ့နော်အဲ့လိုပဲယူပြရမှာဖြစ်ပါတယ်ကျွန်တော်ဒီမှာဆိုလို့ရှင် Instagram site လေးကိုပဲယူပြလိုက်မယ်ဒီကောင်လေးပေါ့နော်အဲ့ကောင်လေးကအသိပြည့်တယ် တို့ရင်ကြည့်ရတာအဆင်ပြေတယ်ပေါ့နော်ကြောက်လေးပါလေတင်ဖို့အတွက်ဆိုလို့ရှင်လည်းအဆင်ပြေတယ် TikTok မှာတင်ဖို့လည်းအဆင်ပြေတယ်ပေါ့နော်အဲကောင်လေးရွေးပေးလိုက်ပါဒါမှမဟုတ်ဒီမှာ TikTok TikTok အတွက်လည်းတည်တန်းရှိတယ်ပေါ့နော်အဲကောင်လေးရွေးပြီးတော့မှတင်လို့လည်းရတယ် Okay ဒီကောင်လေးပေါ့နော်ဒါဆိုရှင် TikTok အတွက်ပေါ့နော်အဲကောင်လေးရွေးလို့လည်းရတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်ကဒီ Instagram site လေးကိုပဲရွေးရွေးထားလိုက်မယ်ပြီးရင် magic လေးကိုချစ်ပေးလိုက် င်းရင်ဒီမှာဒီ TSS နေရာလေးပေါ့เนาะစာရေးတဲ့နေရာလေးအကောင်လေးအချက်နေလိုက်ပါဒီပြင်ကျွန်တော်ရဲ့ channel name လေးကိုရေးလိုက်မယ်โอเคရေးပြီးသွားရင်ကျွန်တော်တို့ကဒီအောက်ကရောင်စုံလေးပေါ့เนาะအဲ့ကောင်လေးကိုဒီ channel နေပြီးကျွန်တော်ဒီ design လေးတွေပြောင်းလို့ရတယ်ပေါ့เนาะ ကျန်နေတဲ့တဲ့တိုင်းလေးကိုရွေးပြီးလို့ရှိရင်ကျွန်တော်တို့အပေါ်နာလေးရပါတော့ဒီသူ့ရဲ့ water mask ရှိတဲ့နေရာလေးပေါ့နော်အဲကောင်လေးရွှေ့ပြီးပုံပေးလိုက်ပါဒီလိုပေါ့နော်အဲ့ဒါရှင်အင်ပြေပေါ့နော်ဒီဒီ water mark ရဲ့ရွေးသားကိုပုံရမယ်ရွေးသားလေးတော့ချုပ်ပုံမှာထုတ်ပေးလိုက်ပေါ့နော်ပြီးရင်အမှန်ကြီးချက်လေးချစ်ပေးလိုက်ဒီဒါဆိုရင်အင်ပြေသွားပြီပေါ့နော် ်ပြီးရင်ဒီကောင်လေးကိုလည်းချက်ပြန်ရွေးရွေးပြီးဟိုနောက်ဆုံးဒီဆွဲချလိုက်ပေါ့နော်ဖြီးပြီးတော့ပြန်မလို့တဲ့အပိုင်းလေးကိုကျွန်တော်တို့ကဒီ split ပေါ့နော်ဒီဒီကောင်လေးကိုနှိပ်ပြီးတော့မှဖြတ်ထုတ်ပလိုက်မယ် gas think i'm okay at last but i don't know if that can erase all the past and the pettiness okay that's it thank you guys no မင်းဒီကလေးကိုနေပြလာပြင်ပလေးကြည့်လိုက်မယ်နော်ဒီမှာတော့ဒါကျွန်တော်နောက်ခံ music မထည့်ရသေးဘူးပေါ့နော်ဖြည့်ချင်လို့ရှင်လဲဒီမှာဒီ music ဆိုတဲ့နေရာလေးပေါ့နော် account လေးကိုနှိပ်ပြီးတော့မှထည့်လို့လည်းရတယ်ဒါမှမဟုတ်ကျွန်တော်တို့ကဒီ YouTube Shop မှာဆိုရင်တော့ကျွန်တော် TikTok တော့ပုံမှန်လည်းတော့မသိဘူး YouTube Shop မှာဆိုရင်တော့ကျွန်တော်ဒီ music ရွေးတဲ့နေရာလေးရှိတယ်ပေါ့နော် YouTube short တင်တဲ့နေရာမှာအဲ့မှာတခါလေးတင်လိုက်မယ်ဆိုရင်တော့ဒီ copyright မိတာတွေပါအတွက်အဲ့ဒါတော့ရှိတော့မှာမဟုတ်ဘူးပေါ့နော်အဆင်ပြေတယ်ပေါ့နော် Okay ဒါဆိုလို့ရှိရင်ရပြီပေါ့နော်ကျွန်တော်တို့ final result လေးကိုကြည့်ကြရအောင် I don't ever slow up, no I don't take shit I got no love for the fakeness If you wanna play tough and wanna hate this I'll always show up never slow up. No, I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show up and make a statement. I don't ever slow up. No, I don't take shit. I got no love for the fakeness. If you wanna play. Okay, ba. အားလုံးအဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါချစ်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုင်နေသက်တဲ့ဆိုရင် like share subscribe လုပ်ကလေးတွေနှိပ်ပေးသွားကြဖို့တောင်းဆိုပါရစေ။ ကျွန်တော်ရဲ့ channel လေးက YouTube နဲ့ပတ်သက်တဲ့ tutorial တွေ test related tutorial တွေနဲ့ကျွန်တော်တို့ကြားနေပညာဆိုင်ရာအကြောင်းအရာတွေကိုမျှဝေပေးနေတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြရအောင်။